တစားကန်ပြီးခဲ့တဲ့အပတ်တွေကတော်ရွန်တိုကစာဖတ်ပွဲတစ်ခုမှာဝင်ဖတ်ဖို့ narrative play တစ်ခု ရေးနေရတာအပြင်သွားဖတ်ဖို့ပြင်ရဆင်ရတာနဲ့နည်းနည်းလေးအလုံရှုံနေလို့သတင်းတွေလည်းတိတ်မဖတ်ဖြစ်ပါဘူးဒီဘူအတွက်ရိုက်ကူးရေးလည်းတပတ်နာထားလိုက်ရပါတယ်အမှန်တော့ဦးဦးလာစောဆုံးသွားကြတဲ့ကသူ့ရဲ့သမိုင်းဝင်စကားဆိုပြီးရောမကြီးစရက်မှာပြောခဲ့တဲ့အကြောင်းအရာလေးတွေကို YouTube မှာပြန်ပြီးတင်နေကြတာသတိထားမိပါတယ် ဒါပေမဲ့ကိုဖာသားကိုအလုံများပြီးတော့မကြည့်ဖြစ် နားမထောင်ကြည့်ခဲ့ပါဘူး။ဒီတစ်ပတ်တော့စဖက်ပွဲလဲပြီးပြီးရိုက်ကူးရေးလဲပြန်စပြီးဆိုတော့သတင်းတွေလိုက်ဖက်လိုက်နားထောင်ရင်းနဲ့အဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်မိပါတယ်။ကြည့်ပြီးတော့စိတ်ထဲမှာဝမ်းနည်းတယ်လို့လို့ကိုတိုင်းပြည်အတွက်ယူကျုံမရဖြစ်တယ်လို့လို့ခံစားရပါတယ်။သူပြောတဲ့ပေစကားကကျမစိတ်ကိုထိခိုက်စေတယ်လို့ဆိုတာပြောပြပါမယ်။သူပြောတာက BRI ဟာ Two Oceans Policy ဆိုတော့တရုတ်ရဲ့ project တစ်ခုက SEZ အနေနဲ့ဘင်္ဂလားပင်လယ်အော်ထဲမှာမေးတင်ပြီးရောက်လာတယ်။တကယ်တော့ဘင်္ဂလားပင်လယ်အော်ဆိုတာအိန္ဒိယသမုဒ္ဒရာရဲ့အစိပိုင်းတစ်ခုပါပဲ။အိန္ဒိယသမုဒ္ဒရာဆိုတော့အိန္ဒိယကလည်းဒီနေရာကိုသူတို့ပိုင်တယ်လို့ပဲထင်နေကြတာ။အဲ့ဒီနေရာကိုတရုတ်ဝင်လာတာကိုအိန္ဒိယကလည်းလုံးဝမကြိုက်ဘူး။နောက်တစ်ခုက Two Oceans Policy နဲ့သာတရုတ်အောင်မြင်သွားတယ်ဆိုရင် တရုတ်ဟာပစိဖိတ်သမုဒ္ဒရာကိုရောအိန္ဒိယသမုဒ္ဒရာကိုပါ လွှမ်းမိုးနိုင်ပြီလေ။ဒါကိုအမေရိကန်ကလည်းမကြိုက်ပြန်ဘူး။ဒါကြောင့်ဒီဒေသတစ်ခုလုံးဟာတရုတ်ရဲ့အမေရိကန်ရဲ့အိန္ဒိယရဲ့အတွက်တော့သုံးမွင့်ဆိုင်ပဋိပက္ခပါပဲ။ဒီထဲမှာမမျှော်လင့်မဲနဲ့2012နောက်ပိုင်းမှာဘင်္ဂလားဒေ့ရှ်ပါလာတယ်။မွတ်စလင်ကိစ္စကိုအကြောင်းပြုပြီးလူမျိုးရေးပြဿနာတွေဖြစ်လာတယ်။အဲဒီပြဿနာကိုအမေရိကန်တို့ဥရောပတို့ကခြောက်ခံပြီးတော့အကုန်လုံးတည်ကြတဲ့အတိုင်းပဲ။ ကျွန်တော်တို့နိုင်ငံရဲ့ခေါင်းဆောင်ကိုလေစကားရမ်းရမ်းပြောရရင်ယဉ်ကျေးမှုမရှိတဲ့လောရက်ကျင်းနဲ့အမျိုးမျိုးအနှောင့်အယှက်ပေးပြီး Burma Democratic Transition ကို ပြစ်အောင်လုပ်နေတာရှိပါတယ်။ကျွန်မအရှိကြီးမကောက်တော့ပါဘူး။ဒီလမှာပဲရပ်ထားလိုက်ပါမယ်။ဒီစကားကိုကြားလိုက်ရတော့မြန်မာ Democratic Transition ကိုပြစ်အောင်ဖျက်ခဲ့တာဘယ်သူတွေလဲ။ဘာကြောင့်ဖျက်ဆီးပြစ်ရတာလဲဆိုရဲမိခွန်းတွေကျွန်မစီမှာပေါ်လာတယ်။ အစောလုံးကတော့ Rohingya issue ကြောင့်မြန်မာနိုင်ငံရဲ့ democracy transition ပြည့်ရတာလားလို့စဉ်းစားတွေးခုံမှုရှိပြီးမယ်ကျွန်မမမေ့ခဲ့ပါဘူးထိုးနဲ့တိုက်ခိုက်သလိုဖြစ်နေမှာဆိုလိုပါဒါပေမဲ့ဒီ issue ကိုဂိုင်ပြီးမြန်မာ democracy transition တစ်ခုလုံးကိုရည်ရွယ်ချက်ရှိရှိဖျက်သွားခဲ့သလားဆိုတာမျိုးအထိမတွေးခင်မိတာအမှန်ပါစစ်တပ်ကအာဏာလိုချင်လို့ဒီဇင်အစိုးရကိုအကြက်ဆိုင်အောင်လုပ်ဖို့ဒီပြည်ထနာကိုဖန်တီးခဲ့တယ်ဆိုတာကိုပဲအာယုံထားခဲ့မိတာလည်းပါပါတယ် စစ်တပ်နောက်မှာတရုတ်ရှိနိုင်တယ်ဆိုတာမျိုးတွေးမိပေမဲ့တရုတ်နဲ့ပတ်သက်ပြီးတိတ်မမျောလင့်ခဲ့တာမှမအံ့ဩခဲ့ပါဘူး။ဒါပေမဲ့ဒီပြဿနာကိုဝင်ပြီးစွန့်ကြည့်လောက်တဲ့အထဲမှာကျမတို့အထင်ကြီးလေးစားခဲ့တဲ့အဝန်းဝိုင်းကြီးတစ်ခုလုံးပါနေနိုင်သလားဆိုတဲ့စဉ်းစားမှုမျိုးတော့တိတ်မရှိခဲ့ပါဘူး။တခုတော့ရှိတယ်။ Rohingya issue နဲ့ပတ်သက်ရင်ကျမအကျွဲ့အများရန်စဉ်းစားစရာဖြစ်နေတဲ့မိကွန်၃ခုရှိပါတယ်။နံပါတ်၁က media တွေနဲ့ပတ်သက်ပါတယ်။ကမ္ဘာသတင်း media ကြီးတွေအများစုဟာ တောင်ဆန်းစုကြည်ဘက်ကဘလို့ပဲရှင်းပြပါစေသူတို့အားလုံးရဲ့တုံပြန်ပုံကအတူတူပါပဲအားလုံးသောသတင်းတွေဟာလည်းတောင်ဆန်းစုကြည်ကိုတိုက်ခိုက်တဲ့ပုံစံနဲ့ရေးကြပြောကြတဲ့သတင်းတွေကြီးပါပဲဘယ်မှာလဲစာနာမှုဘယ်မှာလဲသူ့အခက်အခဲကိုထင်ဟတဲ့စကားတခွန်းကျမရှာမတွေ့နိုင်ပါဘူးဒါနဲ့ပတ်သက်ရင်ကျမအတွက်တော့ဘာကြောင့်လဲဆိုတဲ့မေးခွန်းအများကြီးရှိနေခဲ့ပါတယ်ပါချောင်လဲဆိုတော့လူတွေရဲ့တဘာဝအရာဆိုရင်ကွဲပြားမှုဆိုတာရှိကိုရှိရမှာပါ မီဒီယာတွေဆိုတာလဲလူတွေနဲ့ပဲလဲပတ်နေတာပါ။ကွဲပြားမှုတစ်ခုတော့ရှိရပါမယ်။မရှိဘူး။အားလုံးတတန်နဲ့ထွက်နေပြီဆိုရင်ဒါဟာတစ်ခုခုမားနေပြီလို့ကြွေးမိတာပါပဲ။ဘာကြောင့်များလဲပေါ့။အဲ့ဒါကကျမအတွက်ပထမအဦးဆုံးမိကောပါပဲ။အမေဆုရဲ့သားငယ် Kim Harris အမေရိကန်ကိုလာပြီး Washington DC မှာမြန်မာမိသားစုတွေနဲ့တွေ့တော့ကသူပြောခဲ့တဲ့စကားလေးတစ်ခုရှိပါတယ်။ကျမမှတ်ထားပါတယ်။အဲ့ဒါက ကျွန်တော်မေမေကိုအာဂျင်တီးနားတရားရုံးကနေဖန်ဝရန်ထုတ်ပြန်တဲ့အထိဖြစ်ခဲ့ရတာအနောက်တိုင်းမီဒီယာတွေမှာအများကြီးတောင်းဝန်ရှိပါတယ်။လူတွေကမေမေနဲ့ပတ်သက်ရင်လုံးဝမှားယွင်းနေကြတယ်။သူတို့ကမေမေကရိုဟန်ဂျာအရေးမှာစစ်တပ်နဲ့ပေါင်းနေတယ်ဆိုပြီးပုံဖော်ကြတယ်။ဒါကြောင့်လဲဒီလိုလိမ်လည်ခဲ့ကြတဲ့နိုင်ငံတကာသတင်းမီဒီယာတွေမှာတောင်းဝန်ရှိပါတယ်။ဒီလိုလိမ်လည်ခဲ့တာတွေပြန်ရုပ်သိမ်းသွားပြန်တော့လဲ ူတို့ပြောခဲ့တော့ကလို့အုတ်အော်တောင်းတဲ့ပုံစံမျိုးမဟုတ်ပဲတိတ်တိတ်ဆိတ်ဆိတ်ပဲလှုပ်သွားကြတယ်လို့ပြောခဲ့ပါတယ်ဒီလိုအသေးပေမျိုးရှိတဲ့စကားတချို့ကိုလည်း Stanford University meeting တော့ကသူထပ်ပြောပါတယ်။သူစကားကိုကြားတော့တစ်ချိန်တုန်းက Saddam Hussein မှာဖြစ်အားပြင်းလက်နဲ့ရှိတယ်ဆိုပြီးတကမ္ဘာလုံးဝိုင်းအော်တဲ့ကာလတခုကိုသတိရမိပါတယ်။အဲ့ဒီတုန်းကလည်း media အားကိုပဲတုံးသွားတာပါ။ ကျူဆန်နာကတောင်ဆန်းစစ်ကြီးကိုတိုက်ခိုက်တုန်းကတတန်နဲ့ထွက်ခဲ့ကြတဲ့အဲ့ဒီမီဒီယာတွေဟာအစ္စရေးနဲ့ပါလက်စတိုင်းကိစ္စမှာတော့တတန်နဲ့မထွက်နိုင်ကြတော့ပါဘူးဒုတိယမိကုံကတော့တောင်ဆန်းစစ်ကြီးကိုစစ်အုပ်စုကမတရားလုပ်နေတာကိုဘာကြောင့်မလို့ဘယ်နိုင်ငံကြီးတွေကမှပေါ်ပေါ်တင်တင်ပြင်းပြင်းထန်ထန်ရှုတ်ချတာမျိုးမလုပ်ကြတာလေဆိုတဲ့မိကုံပါပြောရရင် UN ကအစာလှိုက်လိုက်လဲလဲမရှိပါဘူးဒါနဲ့ပတ်သက်ရင်လည်း ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတဲ့မိကောင်တခုကျမမှာအမြဲရှိနေပါတယ်။တတိယမြောင်မိကောင်ကတော့မြန်မာနိုင်ငံမှာမတရားအာဏာသိမ်းခံရပြီးတိုင်းပြည်မှာပြည်ရင်းစစ်မီးတွေတဟုန်ဟုန်တောက်လောင်လာနေတဲ့အချိန်မှာပဲတောင်ဆန်းစုကြည်အလွန်ကာလမှာပြည်ထနာရဲ့ဗဟိုချက်နာမှာအနည်းဆုံးကျန်ရစ်နေခဲ့တဲ့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှေ့ခ်ဟာစီနာထွက်ပြေးရပါတယ်။စစ်အာဏာသိမ်းမှုဖြစ်တဲ့တိုင်းပြည်တခုမှာအစိုးရတရပြုတ်ကြဖို့တလောက်လွယ်သလား။ ီနောက်ပိုင်းလေလူသက်မှုနဲ့တောင်စုံစမ်းစစ်ဆေးခံရပါသေးတယ်။ရှိတ်ဟာစင်နာဟာတရုတ်နဲ့ရင်းနေတယ်။ဟာစင်နာရဲ့လူပြူကြီးကကမ်းလန်းတယ်ဆိုတဲ့စကားကိုကျမတန်တရားနဲ့ကြီးခဲ့မိပြီမယ်။ကျမအတွက်နောက်ထပ်မိကွန်းတစ်ခုငွေဖွာပေးခဲ့ပါတယ်။အခုတော့ humanitarian corridor ဆိုတာကြီးပေါ်လာပြီးဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံရေးလည်းအတော်လှုပ်နေပါပြီ။ယာယီဝင်ကြီးချုပ်မိုဟာမက်ယူနုစ်လည်းခေါင်းလှုပ်နေပါပြီ။ စစ်တပ်နဲ့အစိုးရကြားထဲမှာကွဲလွဲမှုတွေကြီးလာပါပြီ။ဒီကော်ရီဒေါ်ကိုစစ်တပ်ဘက်ကသွေးချောင်းစီးမဲ့ကော်ရီဒေါ်ဆိုပြီးလက်မခံခြင်းမအောင်။လက်မခံခြင်းနဲ့စစ်ဦးစီးချုပ်ဟာမကြခင်တရုတ်ကိုသွားမယ်ဆိုတာမျိုးလည်းသိရတယ်။ဆိုတော့မြန်မာနိုင်ငံအနောက်ပိုင်းမှာဖြစ်ခဲ့တဲ့ပြဿနာတွေဟာသွေးရောတာရောမဟုတ်ပါရဲ့လား။တာမန်လူသားချင်းစာနာမှုဆိုင်ရာပြဿနာတစ်ခုမှဟုတ်ပါသေးရဲ့လားဆိုရဲမိကုန်းတစ်ခုချက်တိုးလာပါလေမူလ၃ခုကနေတစ်ခုချက်တိုးလာတာပါ ောက်ထပ်လဲမေးချင်နေတဲ့မိကုန်းတွေအများကြီးပါပဲဒီပရိပခါရဲ့အခြေခံအကြောင်းရင်းကပါလဲဒီပွဲမှာဘယ်အကောင်ကြီးတွေပါဝင်နေပါသလဲဘယ်တော့ကတည်းကပလန်တွေချခဲ့တာလဲသူတို့ရဲ့အကျိုးစီးပွားအတွက်ငါတို့ရဲ့တိုင်းပြည်ငါတို့ရဲ့ခေါင်းဆောင်နဲ့ငါတို့ကလေးတွေရဲ့ဘဝကိုရရက်ဆက်ဆက်ဖျက်ဆီးလိုက်ကြတာလားဆိုတဲ့မိကုန်းတွေပါအဖြေတစ်ခုကိုလည်းရှာတွေ့လိုက်ရသလိုပါပဲအခုတော့အချွေထူးတော့မပြောချင်သေးပါဘူး အခုချိန်မှာကျမတို့ကအားမရှိလေတော့ဆုတောင်းရုံပဲတတ်နိုင်ပါတယ်။တူတော်အကျိုးပေးကြပါစေလို့တော့ဆုတောင်းမိပါတယ်။တစ်ချိန်တုန်းကဦးသန်းရွှေတို့မြန်မာနိုင်ငံကိုရင်ခွဲပြီးတရုတ်ကိုပေးခဲ့တဲ့လမ်းပေးဖောက်ခြင်းအကြောင်းတရားပေါ်အခြေခံပြီးတော့မြန်မာနိုင်ငံဟာဒီနေ့ဒီအချိန်ဒီလိုဖြစ်ရမျိုးတွေကြုံတွေ့စေဖို့ဖြစ်စေခဲ့ပါပြီ။ဘယ်တော့ငါမှမကောင်းခဲ့တဲ့တရုတ်အတွက်တစားကန်ဖြစ်ခဲ့ရတဲ့မြန်မာနိုင်ငံနဲ့လူထုခေါင်းဆောင်အတွက်ဝန်နဲ့ ြေကွဲစွာဖြင့်ရမင်းမြတ်အေဟုတ်ကဲ့ပါရှင်အခုနားဆင်ခဲ့ရတာကတော့ဆီယမရမင်းမြတ်အေက2025ခုနှစ်ဇန်လ3ရက်နေ့မှာသူမရဲ့ဆိုရှယ်မီဒီယာမှာရေးသားပေါ်ပြလာတဲ့တစားကန်ဆိုတဲ့ဆောင်းပါးတို့လည်းပဲဖြစ်ပါရဲ့ရှင်။နားဆင်ကြတဲ့သူများရှင်လန်းအပန်းပြေစမ်းမှာကြပါစေရှင်။ကျမကတော့ ND ပါ။